အားလုံးကိုမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့နောက်ဆုံးရဘောလုံးသတင်းတွေပဲဖြစ်ပါတယ်ရှင်မြန်မာပြည်ကနေကြည့်ရှုအားပေးနေတဲ့ပြည်သက်များကို VPN ခံပြီးကြည့်ပေးဖို့မြင်တိုင်ခံပါတယ်ရှင်ဒီအခုတင်ဆက်ပေးချင်တာကတော့ယနေ့ကစောပိုင်းကကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်တွေမှာ PSG ကလီဗာကူးစင်ကို2-9နဲ့အနိုင်ရခဲ့တယ်လို့ဒေါမွန်ကလည်း Covenhaven ကို2-6နဲ့အနိုင်ရခဲ့ပါတယ်ယူကဆယ်ကလည်းဘင်ဖီကာကို၃ခုပြန်နိုင်ရခဲ့ပြီးနောက်ပိုလီကတော့တိုမီနီသွင်းကို၂ခုသွင်းနိုင်ခဲ့ပေမယ့် PSV ကို6-9နဲ့အရင်နှင်းခဲ့ရပါတယ်။ Inter ကလည်း Union SD Grisais ကို၄ဂိုးပြန်နိုင်ရခဲ့ပြီးမှ City ကလည်း Villarreal ကို0-2နဲ့နိုင်ရခဲ့ပါတယ်။ Napoli နီးပြ Conti ကတော့အသင်အားနည်းချက်ကိုလက်ခံခဲ့ပြီးမှနီးစနစ်အပြောင်းလဲလုပ်ခဲ့တာကြောင့်ရှုံးခဲ့တယ်ဆိုတဲ့ဝေဖန်မှုတွေကိုလက်မခံခဲ့ပါဘူး။အာဆင်နယ်နီးပြအတီတာကတော့သွင်းကိုပြန်ရှာတွေ့ခဲ့တဲ့ယိုကရက်စ်ရဲ့အနေအထားကိုအားရပျော်ရွှင်ကြောင်းဖွင့်ဟလာခဲ့ပါတယ်။ မန်စတီနီးပြကွာဒီယိုလာကတော့ဗီလာရီယန်ရဲ့ပွဲကအသင်းခြေစွမ်းကိုအားရချင်တဲ့ကြောင့်ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။မန်စတီတင်တိုက်စင်မှုဟာလန်ကဗီလာရီယန်အသင်းကိုနှစ်ဂိုးဂိုးမရှိနဲ့နိုင်ရခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာအသင်းအတွက်တကူသွင်းယူခဲ့ပြီးနောက်ပေါ်တူဂီသင်္ကောင်းဆောင်ရော်နယ်ဒိုရဲ့ဂိုးသင်းဆန်ချိန်မှတ်တမ်းနဲ့တူညီသွားခဲ့ပါတယ်။ဟာလန်ကတော့ဒီပွဲမှာဂိုးသင်းယူခဲ့တာကြောင့်နော်ဝေနဲ့မန်စတီအသင်းအတွက်နောက်ဆုံးကစားခဲ့တဲ့ဆက်နပွဲဇက်တိုက်ဂိုးသင်းယူနိုင်ခဲ့တာပါ။ဒါကြောင့် ဟာလန်က2018ခုနှစ်ကရော်နယ်ဒိုရီရဲ့အသင်းမှာကစားချိန်၁၂ပွဲသက်တိုင်ဂိုးသွင်းယူနိုင်တဲ့စံချိန်နဲ့တူညီသွားခဲ့တာဖြစ်ဟာလန်ကဒီ၁၂ပွဲမှာ22ဂိုးတည်သွင်းယူထားပြီးကောင်းဆုံးပုံစံတွေပြသထားတာပါအသက်25နှစ်အရွယ်ရှိဟာလန်ကဒီယာဒီမန်စီးတီးသင်းနဲ့ကစားခဲ့တဲ့ပွဲတွေမှာစပါးသင်းနဲ့ပွဲစဉ်ကလွယ်ပြီးကျန်တဲ့ပွဲတိုင်းကိုသွင်းကိုသွင်းယူထားတာဖြစ်ပါတယ်ဟာလန်ကဒီယာဒီမန်စီးတီးအသင်းအတွက်၁၇ပွဲပါဝင်ကစားထားပြီး15ဂိုးသွင်းယူထားပါတယ် ဟာလန်ကသူကပွဲမတိုင်မီဂျိုတင်ပြင်ဆင်ထားခဲ့တဲ့အရာတွေကြောင့်ပွဲတွေမှာအဆင်သင့်ဖြစ်နေကြတာလို့ထင်ကြောင်းနဲ့ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါအဆင်သင့်ဖြစ်နေဖို့လိုတယ်လို့ပြောခဲ့ပါတယ်။မန်စီးတီးသင်းပြီးပြကွာဒီယိုလာကနိုင်ပွဲရခဲ့တဲ့အတွက်နဲ့ဟာလန်ထပ်ပြီးတော့ဂိုးသင်းနိုင်ခဲ့တဲ့အတွက်ကျေနပ်တယ်လို့ပြောခဲ့တာပါ။မန်စီးတီးသင်းကဒီဟာဒီချန်ပီယံလိလီဖေ့စ်ပွဲစဉ်၃ပွဲကစားပြီးမှနှစ်ပွဲနိုင်တဲ့ပွဲတည်းရာမတ်9မှတ်နဲ့အမှတ်ပေးစရာအဆင့်9နေရာမှာရည်တည်နေပါတယ်။ ဒါပြင်မန်စီးတီးသင်းကပရီးမီးယားလိပြိုင်ပွဲမှာထိတ်ဆုံးနေရာကနေဦးဆောင်နေတဲ့အာဆင်နယ်အသင်းနဲ့သုံးမက်အကွာအဆင့်နှစ်နေရာမှာရပ်တည်နေတာပါမန်စီးတီးသင်းကလာမယ့်ပရီးမီးယားလိပွဲစဉ်ဖြစ်အက်စတွန်ဗီလာအသင်းအိမ်ကွင်းမှာတွားရောက်ရှင်ပြိုင်ရမှာဖြစ်ပါရရှင်အက်တလတီကိုအသင်းကချန်ပီယံလိပွဲစဉ်မှာအာဆင်နယ်အသင်းကိုလေးဂိုးဂိုးမရှိနဲ့ဂိုးပြတ်အရင်နေပြီးရဲ့နောက်နင်းပြဆင်မြူနီကအာဆင်နယ်အသင်းကဒီဟာဒီအက်တလတီကိုအသင်းရင်ဆိုင်ခဲ့ရတဲ့အသင်းတွေထဲမှာအကောင်းဆုံးအသင်းလို့ချီးကျူးခဲ့ပါတယ် ဆွေမျိုးနီကအာဆင်နယ်အသင်းကဒီယာဒီကျွန်တော်တို့ရင်ဆိုင်ခဲ့ရတဲ့ကောင်းဆုံးအသင်းလို့ကျွန်တော်ပြောချင်ပါတယ်။သူတို့ကတကွင်းလုံးမှာရေသွေးတွေအပြည့်ရှိနေပြီးဒီပွဲမှာသူတို့အနိုင်ရဖို့ထိုက်တန်တာကြောင့်သူတို့ကိုကျွန်တော်ဂုဏ်ပြုချင်ပါတယ်။ကျွန်တော်တို့ကဒီပွဲအစမှာသူတို့ကိုကောင်းမွန်စွာရှင်ပြိုင်နိုင်ခဲ့ပြီးမြင့်မိနစ်60ကလေးကသူတို့ကပိုကောင်းတဲ့အသင်းဖြစ်ပြီးအနိုင်ရဖို့ထိုက်တန်ပါတယ်။ကျွန်တော်တို့ကအခုချိန်မှလာမယ့်ပွဲတွေအတွက်အာယုံဆိုင်ခါတိုးတက်မှုတွေရှိအောင်လုပ်ဖို့လိုအပ်တယ်လို့ပွဲအပြီးမှာတော့ Amazon Prime ကိုပြောခဲ့တာပါ ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာဂိုးမရှိသေးကြနေခဲ့ပြီးမြန်အာဆင်နယ်တင်းကပွဲချိန်58မိနစ်ကနေမိနစ်90အတွင်းအတ္တလတီကိုအသင်းကို၄ဂိုးသွင်းပြီး၉ပြတ်အနိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းအတွက်ဂိုးတွေကိုယိုကရက်စ်ကနှစ်ဂိုးဂါဘရီယယ်နဲ့မာတင်နယ်လီတို့ကတကူးစီသွင်းယူခဲ့တာပါ။အတ္တလတီကိုအသင်းကအာဆင်နယ်အသင်းနဲ့ပွဲမတိုင်မီလီဗာပူးရီယယ်အသင်းတို့နဲ့တွေ့ဆုံထားပြီးဖြစ်ပေမဲ့နင်းပြစီမြူနီက ။မဆင်တဲ့အသင်းကိုအကောင်းဆုံးအသင်းလို့ချီးကျူးခဲ့ပါတယ်။မဆင်တဲ့အသင်းနည်းပြအာတီတာကဒီပွဲကခက်ခဲတဲ့ပွဲဖြစ်ခဲ့ပေမယ့်သင်ကိုယ်တွေသင်ယူပြီးနောက်နေရာလွတ်တွေရှာဖွေရတာလွယ်ကူသွားခဲ့ပြီးတော့အနိုင်ရလက်အတွက်ပျော်ရွှင်တယ်လို့ပြောခဲ့ပါတယ်။ဒီပွဲမှာအာဆင်နယ်အသင်းအတွက်နှစ်ဂိုးသွင်းယူခဲ့တဲ့တိုက်စစ်မှုယိုကရက်စ်က၉ပွဲဆက်၉ပေါက်ပျောက်ဆုံးမှုကိုဆုံးသတ်နိုင်ခဲ့ပါတယ်။မူယိုကရက်စ်ကသူဝစ်စင်ထားတဲ့နံပါတ်၁၄ဂျာစီထဲမှာသင်္ကိုးများစွာရှိနေတယ်လို့ပြောကြားခဲ့ပါတယ်။ ဆွီဒင်တိုင်းစစ်မှုယောဂရက်စ်ကဒီပွဲမတိုင်ခင်ရှင်ပြိုင်ကစားခဲ့တဲ့ပြိုင်ပွဲဆို9ပွဲဆက်9ပေါက်ပြောက်ခဲ့သလိုလက်ရွေးစင်တင်းရပွဲတွေကိုပါထဲထွက်ရင်9ပွဲဆက်9ပေါက်ပြောက်ခဲ့တာပါဒါပေမဲ့အက်တလက်တီကိုနဲ့ပွဲမှာတော့9ဂိုးသွင်းယူကခြေစွမ်းပြခဲ့ပြီးပွဲစဉ်လိုက်အကောင်းဆုံးကစားသမားစုကိုလည်းရရှိခဲ့ပါတယ်အဆင်နဲ့တင်းရသမိုင်းတစ်လျှောက်ကျောင်းနံပါတ်14ဝစ်စင်ခဲ့တဲ့ကစားသမားတွေထဲမှာပြင်သစ်တိုက်စစ်မှုအွန်နရီကအောင်မြင်ဆုံးဖြစ်ခဲ့သလိုပရီးမီးယားလိဂ်မှာအာဆင်နယ်အသင်းအတွက်ဂိုးများဆုံးသွင်းယူပေးခဲ့တာကလည်းကျောင်းနံပါတ်14ဖြစ်ကြောင်းသိရပါတယ် ယိုဂရက်စ်ကအာဆင်နယ်အသင်းအတွက်နောက်ထပ်သွင်းကိုးရီအများအပြားသွင်းယူနိုင်မယ်လို့ယုံကြည်မှုရှိကြောင်းလည်းပြောခဲ့တာပါ။အာဆင်နယ်အသင်းကတရားသည့်ချန်ပီယံလိလီဖေ့စ်ပွဲစဉ်၃ပွဲကစားအပြီးမှာရန်ုံပြည်နိုင်ပွဲနဲ့အမှတ်ပေးဆရာအဆင့်၃နေရာရပ်တည်နေပြီးအက်တလက်တီကိုကိုအသင်းကတော့တပွဲနိုင်နဲ့ပွဲရှုံးနဲ့အဆင့်၁၈နေရာမှာရပ်တည်နေရဖြစ်ပါတယ်။ဖီလာရီရဲ့ဘာစီလိုနာပွဲမိုင်းအမီမှာကစားမယ့်အစီအစဉ်ကိုဖျက်သိမ်းတယ်ဆိုတဲ့သတင်းလေးကိုလည်း တင်ဆက်ပေးကြပါသေးတယ်။ဒါမဲ့ဒီဇမလာမှာရှင်ပြန်ရမယ်။ဖီလာရီရဲ့ဘာစီလိုနာလာလီဂါဘွဲကိုအမေရိကန်နိုင်ငံမိုင်အမီမှာတွားရောက်ကစားမယ့်အစီအစဉ်ကိုလာလီဂါဘွဲချုပ်ကဖျက်သိမ်းလိုက်ပြီးဖြစ်ကြောင်းသိရပါတယ်။လာလီဂါကပြိုင်ပွဲကိုဈေးကွက်တိုးချဲ့ဖို့ရည်ရွယ်ပြီးပြည်ပထွက်ကစားဖို့စီစဉ်ခဲ့တာဖြစ်ပေမဲ့စန့်ကျင်ကန့်ကွက်မှုများစွာနေရင်ဆိုင်ခဲ့ရသလိုပြီးခဲ့တဲ့လာလီဂါဘွဲစဉ်မှာလည်းကစားသမားတွေကဘွဲအစား15စက္ကန့်တွင်လှုပ်ရှားမှုမပြုလုပ်ခြင်းနဲ့ဆန္ဒပြခဲ့ကြပါတယ်။ ဒါကြောင့်မိုင်းအမီမှာရှင်မြန်မြပွဲကိုလာလီကာနဲ့အတူမိဖက်ဆောင်ရွက်မယ် relevant company ကဖြတ်သိမ်းမှုဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။လာလီကာကစပိန်ဘောလုံးလောကအတွက်နိုင်ငံတကာမှာပြိုင်ဘက်ကင်းပြီးတမိုင်းဝင်စေမယ့်အခွင့်အလမ်းတစ်ခုကိုလက်လွတ်ခဲ့ရတဲ့အတွက်စိတ်မကောင်းကြောင်ကြေညာချက်မှဖော်ပြခဲ့ပြီး relevant ကလည်းမိုင်းအမီပွဲကိုဖြတ်သိမ်းမှုလိုအပ်တယ်လို့လာလီကာကအကြောင်းကြားတာကြောင့်ဖြတ်သိမ်းခဲ့ရခြင်းဖြစ်ကြောင်းကြေညာချက်မှဖော်ပြခဲ့ပါဗျ။ဒါကြောင့်လာလီကာပွဲစဉ်ဆက်ကွန်အဖြစ်ရှင်ပြိုင်ရမယ့် Villarreal ဘာစီလိုနာပွဲကို ဗီလာရီရဲ့အသင်းရဲ့အိမ်ကွင်းမှာသာရှင်ပြိုင်ကစားသွားရတော့မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဘင်ဖီကာနဲ့ပွဲမှာဂျာအိုပက်ဒရိုကနှစ်ဝါတနေထိခဲ့တာကြောင့်ဒီပွဲလွဲကျော်သွားမှာဖြစ်ပါတယ်။ဂျာအိုပက်ဒရိုရဲ့အနီကပ်အသင်းအတွက်နင်နာပေမဲ့အနီကပ်ကအသင်းအတွက်နင်နာပေမဲ့တစ်ဖက်ကကြည့်ပြန်ရင်လည်းမက်ကီယူတို့တော့အခွင့်အရေးကောင်းပါပဲ။ချက်စီးအသင်းကတော့ယနေ့ညမြန်မာစံတော်ချိန်တနင်္လာနေ့မိနစ်30မှာချန်ပီယံလိမှတ်ပြီးအဆင့်ပွဲစဉ်၃ဖြစ်နယ်သာလန်ကလပ်အေဂျင့်အသင်းနဲ့ရှင်ပြိုင်ကစားမှာဖြစ်ပါတယ်။ နှစ်ပွဲကစားပြီးရမှာတော့ခြေစီးသင်းကရမှတ်3မှတ်နဲ့မဘေးစရာအဆင့်16နေရာမှာရပ်တည်နေသလိုအေချက်ကတော့ရမှတ်0နဲ့အဆင့်36နေရာမှာရပ်တည်နေပါတယ်။ခြေစီးနေနဲ့အကဲ၍8သင်းအဆင့်နဲ့ဝင်ခြင်းနဲ့ဆိုရင်ဒီပွဲမှာအမားခံလို့မရပဲအမှတ်ပြရယူထားဖို့လိုအပ်ပြီးတရေဒါမှမဟုတ်ရှုံးဆိုရင်တော့8သင်းအဆင့်ဝင်ဖို့တော့ခက်ခဲသွားပါပြီ။ဒါကြောင့်အင်ကွင်အားသာချက်ကိုကောင်းဆုံးသုံးချဖို့လိုပါတယ်။ဒါပေမဲ့အနည်းဆုံး play off ထဲဝင်ခွင့်ရနိုင်မှုစူးစမ်းရုံးကန်လာမဲ့အေချက်ကိုတရီထားရမှာပါ။ အနိတိတာပြီးတပွဲပယ်ချောင်းပါဝင်နိုင်မှာမဟုတ်တဲ့ပက်ထရိုနီယာမှာဘသူကိုထည့်ကစားမလဲအန်ဆိုဖာနန်ဒက်စ်ဒီပွဲပြန်ပါလာနိုင်မလားချစ်ဆန်းကောင်းနေရနေရဲ့အကေပောင်ကိုဆက်လက်အသုံးပြုသွားမလားဆိုတာကစိတ်ဝင်စားစရာကောင်းပြီးအရေးပါတဲ့ဒီပွဲမှာမာရက်စ်ကဘယ်လိုဗျူဟာတွေခင်းကျင်လာမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဂျာအိုပက်ထရိုရဲ့အနိကက်ကအသင်းတက်နေနာပြီးမြဲလဲတစ်ဖက်ကပြန်ကြည့်ရင် မက်ကီယူထွက်တော့အခွင့်အရေးကောင်းပါပဲ။မာရက်စ်ကနေတဲ့အထောင်နေရာမှာရွေးချယ်စရာသုံးခုရှိတယ်။ဒါရစ်ဂျော့ခ်စ်၊နက်တို၊မက်ကီယူတို့ထက်ကတယောက်ရွေးရမယ်။ နတ်တို့ဂျော်ရုဆိုတာကတောင်မကစားနှမဖြစ်ကြပြီးအထောင်ဆက်ဆက်မဟုတ်တာကြောင့်ဒီရွေးချယ်စရာအထက်ကအကောင်းဆုံးကတော့မက်ကီယူဆိုတာညင်မဲ့သူမရှိပါဘူးပြီးခဲ့တဲ့ပွဲတွေမှာလည်းမက်ကီယူရဲ့အသုံးဝင်ပုံကိုအားလုံးမြင်မိတာဖြစ်ပါတယ်ဆိုတော့မက်ကီယူကဒီပွဲမှာပွဲထွက်ခွင့်ရဖို့များတယ်သူ့အနေနဲ့ဒီခွင့်ရကိုလက်ဆောက်လက်ကင်ထားနိုင်မှုလိုပါတယ်အထူးသဖြင့်လီယက်ဒီလက်ပြန်မလာခင်သူ့အနေနဲ့လီယန်ဒီလက်ထက်မညံ့တဲ့အကြောင်းသတိပြဖို့လိုပါတယ်ဂျောဘတ်တိုကိုအထောင်ထားတာထက်သူ့ကိုအထောင်ထားတာပိုတင့်တော်ကြောင်းမာရက်စ်ကမြင်အောင်လုပ်ပြဖို့လိုပါတယ် ဒါအပြင်နောက်ထပ်အထူးအချက်ကတော့ကမ္ဘာဖလားပြိုင်ပွဲမှာရှင်ပြိုင်ကစားမယ်စပိန်လူစင်းပါဝင် ခွင့်ရဖို့သူ့အနေနဲ့ဒီခွင့်ကိုလက်လွတ်လို့မရပါဘူး။ဒါကြောင့်မက်ဂီယူအနေနဲ့ဒီခွင့်ကိုတုံးချပြီးမာရက်စ်ကခြေနှက်လောက်တဲ့အထိခြေဆွမ်းပြနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ။ဖူဟန်အသင်းကိုနှစ်ဂိုးတုံညာနဲ့အနိုင်ရခဲ့တဲ့ပွဲကတကောက်ကျောထင်အောင်ရရှိခဲ့သလိုသုံးလခန့်တိအနိုင်ယူရမယ်လို့သတင်းထွက်ခဲ့တဲ့တိုက်စစ်မှု LND Left ကလာမယ့်ရှေ့ပိုင်းမှာလေးချိန်ခန့်ပြန်ဆက်နိုင်လို့မှဖြစ်ကြောင်းမိဖုရားအန်ဆိုမာရက်စ်ကအေဂျင့်နဲ့ပွဲစဉ် အတွက်ပြုလုပ်ခဲ့တဲ့ပွဲချုပ်သတင်းစာရှင်းလင်းပွဲမှာအတည်ပြုပြောကြားခဲ့ပါတယ်။ဒါကသတင်းကောင်းလို့ပြောရမှာပါ။တကောက်ကျော်တန်ရာကျောင်း၃လခန့်အထိအနားယူရမယ်လို့အစာပိုင်းသတင်းထွက်ခဲ့ပြီးမြေတလားကြော်ကြော်မှာပဲ၄ချိန်ခန့်ပြန်ဆင်းနိုင်တာကထင်းသားအထက်ပိုစောနေတယ်လို့ပြောရမှာပါ။ဘယ်ချိန်ပြန်ကစားနိုင်မယ်မသိရသေးပေမယ့်အခုလိုမြန်မြန်ဆက်ဆက်၄ချိန်ခန့်ပြန်ဆင်းနိုင်တာကိုပဲအသင်းတော်အပေါင်းလက္ခဏာတစ်ခုလို့ပြောရမှာပဲဖြစ်ပါတယ်ပရိသတ်ကြီး။အခုလိုမျိုးနိုင်ငံတကာဘောလုံးသတင်းအားလုံးကိုတနင်္လာနေ့မှာ ဆက်ဆောင်ရင်ကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့မြန်မာ Sport Media YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြပါအောင်နော်ပြည်သူကြီးနောက်ထပ်ပြောချင်တာက Facebook မှာလည်းကျမတို့ရဲ့မြန်မာ Sport Media Page ကနေ၄၀ follow တင်ကိုပုံမှန်သင်ဆက်ပေးနေတာဖြစ်လို့ Facebook Page ကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်နော် Follow ချစ်ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်